ြည်သူညွန်ညင်မဲ့ကိစ္စတွေလုပ်လို့မရဘူး။တွန်လိုင်းအဖွဲ့တွေကဒါကျွန်တော်တို့ကပြောမယ်ဆိုပြာဒဲဒီနေဒီမှာစစ်တပ်ထောက်ခံပြူစောထီးဆိုတဲ့ဟာမျိုးပေါ့။စစ်တပ်ထောက်ခံတဲ့ရွာတွေလို့တော်တော်တတ်မှတ်တယ်ရှိတယ်။ဒါပေမဲ့တော်လိုင်းဘက်ကအဖွဲ့တွေလုံးစာကိုင်တာမှန်လို့ရှိရင်အဲ့လိုထောက်ခံတဲ့လူတွေကအစတော်လိုင်းအဖွဲ့တွေယုံကြည်ကိုးစားလာတဲ့အနေအထားဖြစ်လာနိုင်တယ်။အဲ့လိုဖြစ်အောင်လည်းတကယ်တော့ကျွန်တော်တို့ကလုပ်ကြမှာပါ။ မင်္ဂလာပါပြည်သူပန်းတိုင်းရဲ့ပြည်သူစစ်သားဇာကားဝန်ကနေပြန်လည်ကြိုဆိုပါရစေတော်လိုင်းကြီးနောက်တစ်ဆင့်တက်စီဖို့ဆိုတဲ့ခေါင်းစဉ်နဲ့အခုဇာကားဝန်မှာဆွေးနွေးတော့မှာဖြစ်ပါတယ်အခုဇာကားဝန်မှာဝင်ရောက်ဆွေးနွေးဖို့အတွက်ပြည်သူပန်းတိုင်းကကိုကြီးရောက်ကိုလည်းဖိတ်ခေါ်ထားပါတယ်ကိုကြီးရောက်မင်္ဂလာပါမင်္ဂလာပါကိုဟုတ်ကဲ့အခုဆိုရင်ကြာကျွန်တော်တို့တော်လိုင်းကြီးကဆိုရင်၄နှစ်ကျော်ကြာလာခဲ့ပြီအဲ့ဒီမှာပဲဒီတော်လိုင်းကြီးတက်ဖွဲ့တွေရဲ့ပြည်သူတွေအပေါ်ကိုဝင်တော့ဖို့ဖြစ်စီရတွေနောက်ပြီးတော့ဒီမတရားတပ်ဖြင့်လုပ်ရက်တွေကိုလည်းကြာကျွန်တော်တို့လူမှုကွန်ရက်တွေမှာကိုမြင်တွေ့ကြားသိရရှိတယ်ပေါ့နော် အဲ့တော့ဒီလိုမျိုးလုပ်ရတွေခါဆိုလို့ရှိရင်လက်ရှိတော်လန်ရေးခီးမှာဘယ်လောက်ထိအတားအဆီးဖြစ်စေတယ်ဆိုတာကိုနည်းနည်းသုံးသပ်ဆွေးနွေးပေးပါအောင်အမ်အဓိကအတားအဆီးဖြစ်စေဘာလို့ဒီတော်လန်ရေးဆိုတာကကျွန်တော်တို့ကပြည်သူတွေကစခဲ့တာလေအဲဒီစစ်တပ်ရဲ့လုပ်ရတွေကိုပြည်သူတွေလူထုတရလုံးဝမခံနိုင်လို့ဒါပြည်သူကနေပြီးစန့်ကျင်အောင်ကြွားဖြစ်ခဲ့တာနောက်ပြီးတော့လည်းဒီ၄နှစ်တာကာလာတော်လာရဲ့ကာလာအတွင်းမှာဒီတော်လာရဲ့အဖွဲ့တွေကိုလက်နက်တက်စင်တာအစား တော်လည်းဖွဲ့တယ်စားနေတဲ့ရိတ်ခါဆိုအကုန်လုံးကဒီပြည်သူကထောက်ပတ်ထောက်ပြည်သူကတင်ညွှန်းထားတာရရှင်းပြောရလို့ရှင်နော်အဲဒါမှမဲ့အဲခုနခုနခုဖြောက်လဲဖောက်ပြန်ဖြစ်တဲ့ပြဿနာတွေအကုန်လုံးတော့မဟုတ်ပါဘူးဟိုရာခိုင်လုံးကတော့တော်တော်နည်းပါလေအဲဒါပေမဲ့ဒါတွေကလည်းဟိုလက်နက်ကင်ဒေါ်လာရင်းမှာဘယ်လက်နက်ကင်ဒေါ်လာရင်းကျွန်တော်တို့နိုင်ငံမှာမဟုတ်ဘူးကဘာမှာရှိဖြစ်ပေါ်ခဲ့တဲ့လက်နက်ပိုင်ဒေါ်လာရင်းတိုင်းမှာအဲ့ပြဿနာတွေကရှိတယ်အဲ့ဒါတွေကဒါတာဝန်ရှိတဲ့ပုံကိုယ်တွေကဒါတွေကိုဆွေးနွေးကြထိန်းကြောင်းပါမှာပေါ့နော်။ဘာပြောလဲဆိုတော့အဲဒီပြည် ပြည်သူတွေကပောက်ခွာလာတဲ့လူတွေပြည်သူကိုကာကွယ်ဖို့ဆိုတဲ့ယူကျင်တဲ့ဖွဲ့ထားတဲ့အဖွဲ့တွေနောက်ပြောလဲသူစစ်တပ်ကကြတော့ तू ဟာ तू ရဲ့ तू ကပြည်သူကိုဂရုမစိုက်ဘူး तू ဟာသူ့မှာရှိတဲ့လက်နက်ကိုပဲ तू ကအားကိုးတာဗျာအဲ့တော့ तू ကဂရုမစိုက်ဒါပေမဲ့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ဒီတော်လိုင်းအဖွဲ့တွေရဲ့အဓိကထောက်တာအဓိကမှန်တယ်ရပြည်သူဖြစ်နေအဲ့တော့ပြည်သူကညှို့ညင်သွားလို့မရဘူးအဲ့တော့ပြည်သူနဲ့တဟဆာတာမဖြစ်တဲ့ဟာပြည်သူညှို့ညင်မဲ့ကိစ္စတွေလုပ်လို့ရှိရင်ကျင်းတယ်တဲ့အဲ့တော်လိုင်းကဒီဥမာအဖွဲ့စည်းတွေလုပ်မှဆိုဒီအဖွဲ့စည်းတွေကျင်းတယ် ပျောက်ကွယ်သွားလိမ့်မယ်နောက်တစ်ခုကဒီဒေါ်လာရင်းမှာအခုစစ်စင်ရေးကိစ္စတွေမှာဆိုလို့ရှိရင်ဒီဒေါ်လာရင်းကျွန်တော်တို့သိသလောက်စလာလေရဒီလေချောင်းသတင်းပေးတဲ့ကိစ္စတွေဒီရန်သူသတင်းပေးကိစ္စတွေအကုန်လုံးကကျွန်တော်တို့ဒီဘက်ကနေစနစ်တကျထောက်လိုင်းအဖွဲ့တွေစနစ်တကျကြီးစုဖွဲ့ထားမှုပြည်သူတွေကနေပြီးတော့ဒေတာအလိုက်သူတို့ပြည်သူတွေကပေးတဲ့သတင်းတွေကိုစုပြီးတော့မှာကျွန်တော်တို့အခြေခံအဲ့တော့ဒီအကယ်၍ပြည်သူသားညုံညင်လို့ရှိရင်ဒီပြည်သူကလည်းဟိုမကျင်တတ်ဖြစ်လို့ရှိရင်ဒါပြန်ပြီးသတင်းသတင်းကရန်သူဘက်ကိုလည်းရောက်သွားနိုင်တယ်ကိုသတင်းကအဲ့တော့ကျွန်တော် အဲ့တော့ကြည်ပြည်သူတွေကိုမညုံညင်တဲ့ကိစ္စပြည်သူနဲ့ဆန့်ကျင်မှာမဖြစ်ဘူးကတော့ဒါဒီဒေါ်လာကြီးမှာအရေးအကြီးဆုံးပဲလုံးဝအရန်အရေးကြီးတယ်ပေါ့နော်အဲ့တော့ဒီလိုကိစ္စတွေမဖြစ်အောင်လို့ဒီဒေါ်လာကြီးအဖွဲ့တွေဒေါ်လာကြီးမှာတာဝန်ရှိရှိတဲ့ဒီအဖွဲ့အစည်းတွေခေါင်းဆောင်တွေကဒါတော်တော်ကိုဟိုတင်းတင်းကြပ်ကြပ်နဲ့ပြင်းပြင်းထန်ထန်တတိထားပြီးတတိထားရမယ်ကိစ္စလို့ကျွန်တော်မြင်ဟုတ်ကဲ့ဒါကျွန်တော်ကတော့ဒီပြောမှဆိုရင်ကျွန်တော်တို့ဒီလက်နက်ကိုင်တော်လိုင်းကြီးကိုစတင်ခဲ့တယ်လက်နက်ကိုင်တော်လိုင်းကြီးကိုဘာလို့စတင်ခဲ့ရလဲဆိုရင်ဒါစစ်တပ်ကမတရား အာနာသိန်းနဲ့အကျန်းဖတ်တယ်ဒါတွေကိုမခံနိုင်လို့ပေါ့နော်ဟိုလက်နက်ကိုင်တော်လန်ကြီးတော်လန်ကြီးသမားလို့ဆိုရင်မဲ့အားလုံးကဒီမတရားမှုကိုတော်လန်နေရတဲ့လူတွေဖြစ်တယ်ဒီတော်လန်နေရတဲ့လူတွေအကုန်လုံးကိုလည်းခုနကကိုစရာပြောခဲ့သလိုပဲထောက်ပံ့ပေးကြတယ်၊ကူညီပေးကြတယ်၊ဝန်ရံပေးကြတယ်အားလုံးကဒါပြည်သူသားဟိုအဓိကပေါ့နော်နောက်ပြီးတော့လက်နက်ကိုင်ရချင်းရည်ရွယ်ချက်ကိုကကျွန်တော်မတရားမှုကိုတိုက်ထုတ်မယ်နောက်ပြီးရင်ပြည်သူကိုကာကွယ်မယ်လက်ရှိအခုစစ်တပ်ဆိုလို့ရှိရင်နိုင်ငံတကာအလေမှာကိုဒီမြန်မာပြည်သူလူထုတွေအမုန်းတရားကိုဘာလို့ခံရလဲဆိုရင် သူတကယ်လောက်ကမဲ့တာဝန်ပြီးသူကိုကာကိုရမယ်ဆိုတဲ့တာဝန်ကိုသူကိုယ်တိုင်ပြတ်ကွက်ခဲ့တဲ့အပြင်ကိုဟိုဘယ်လိုပြောမလဲမတရားမှုတွေကျူးလွန်နေတယ်လမ်းကြောင်းတွေဖယ်သွားအောင်နော်သူလုံးအဲ့တော့ဒီအရုံနဲ့ပတ်သက်ပြီးလည်းလက်ရှိတော်လိုင်းရေးအဖွဲ့ကြီးကဟိုဟာတင်ကန်းစာယူရမှာပေါ့နော်အမှားတင်ကန်းစာအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်ဒီပြည်သူနဲ့ပူးပေါင်းမှုကလုံးဝပြတ်ပြားသွားနိုင်တဲ့အနေအထားရှိတယ်အဲ့လိုပြပြသွားမယ်ဆိုရင်ခုနပြောခဲ့သလိုကျွန်တော်ထပ်ဆင့်သတင်းရတာတွေပြည်သူတွေစုဖွဲ့ပြီးတော့ဟို ဟိုတော်လိုင်းတက်ဖွဲ့တွေကို supporting ပေးနေရခါကြီးအကုန်လုံးကဖြည်းဖြည်းနဲ့ဟိုအားနဲ့တော်နိုင်တဲ့အနေအထားတွေဒါကျွန်တော်တို့မြင်ရတယ်။နောက်တစ်ချက်ကတော့ကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်နိုင်ငံတကာရဲ့အမြင်ပေါ့နော်။နိုင်ငံတကာအမြင်မှာအားဒီကောင်းလေးတရားမဲ့လုပ်ရတဲ့အများကြီးလုပ်တယ်။မထူးပါဘူးကွာဆိုပြီးတော့တတ်မှတ်မှုတစ်ခုသာရှိသွားခဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့တော်လိုင်းရေးကနှောင့်နှေးမှုတွေအများကြီးဖြစ်နိုင်တယ်အားနည်းမှုတွေအများကြီးဖြစ်နိုင်တယ်လို့ဒါကျွန်တော်မြင်တယ်။နောက်တစ်ချက်ကကြတော့ဒီ စစ်တပ်ကလက်ရှိလက်ရှိလည်းတို့6800ဇားတွေနဲ့တို့အမြဲတုံးနေတဲ့ဇကားရှိရပါဘောနော်အခု Facebook တွေရော Telegram တွေရောနေရာဆောင်မှာတို့ကဟိုတစ်ချက်ပြည်သူတွေရဲ့စီးလုံးမှုကိုဖြိုခွင်းမယ်တော်လိုင်းသမားတွေကိုတော်လိုင်းတပ်ဖွဲ့တွေကိုတွေးထုတ်မယ်နောက်ပြီးရောနံပါတ်ဖြတ်မယ်ဒါတို့ကဒီလိုစီးလုံးမှုကိုဖြိုခွဲနေရအများကြီးတုံးနေပါဘောနော်အဲ့ဒီအချိန်မှာ ခုနလိုမျိုးသာဟိုလောက်ရက်တွေကဖြည်းဖြည်းနဲ့ဟိုများပြားလာလို့ဆိုရှင်စစ်တပ်ကဝါရားဖြန့်တာတွေအားလုံးခါဆိုလို့ရှင်တကယ်ကိုအတီးဖြစ်သွားလိမ့်မယ်ပေါ့နော် အဲကြောင့်ကျင်ကကြည်လာမင်းတို့ကောင်နေ PDF တွေရောဟိုတက်ဖွဲ့တွေရောလုံနေကြတာပဲကန်နေကြတာပဲတကယ်တော့မဟုတ်ဘူးဗျာငကိုတည်းကမှသူတို့ကဝါဒဖြန့်ပုံဖြတ်ကျင်တဲ့ဟာတွေအများကြီးရှိရဲ့ဟာကို report လွင်လာတော့နည်းနည်းဆိုလို့ရင်သူကများများသူတို့က sorry တွေကအဲ့လိုဖြစ်စင်ကျင်တာသူတို့ကအဲ့လိုမျိုးပေါ်လွင်လာမှာပေါ့နောက်တစ်ခုကြတော့ဘယ်လိုလဲဆိုတော့ဒီကျွန်တော်တို့တက်ဖွဲ့တွေမှာလဲသူတော်လိုင်းတက်ဖွဲ့တွေအတွင်းမှာလဲကမင်းတို့အဖွဲ့ကဓာယုံကျွတ်တယ်ငါတို့အဖွဲ့ကမကျွတ်လုံဘူးကွာဆိုပြီးတော့အပြန်အလှန်ပြိပခါတွေဖြစ်မယ်မင်းတို့အဖွဲ့ငါတို့အဖွဲ့ဆိုတဲ့အဖွဲ့တွေကစီးလုံးရမယ်အစားဗျာ ပို့တိုင်းမှုတွေဖြစ်ပြီးတော့ဟိုကျွန်တော်မဖြစ်တင်တာတွေဖြစ်လာမယ်လို့ဒါကျွန်တော်အနေနဲ့ထင်နေပါတော့။အဲ့ဒီအတွက်ဒီဟာကိုကျွန်တော်တားဆီးနိုင်မှသာကျွန်တော်ဒေါ်လာရေးနောက်တစ်ဆင့်တက်ဖို့အတွက်ဟိုပို့ပြီးတော့အရှိန်ဟုန်ကောင်းကောင်းနဲ့ဆက်လက်ဆောင်ရွက်နိုင်မှာလို့မြင်တယ်။ဟုတ်တယ်အဓိကဟိုဗျာဟိုကျွန်တော်တို့တွေတောက်လျှောက်ဒီဘက်မှာဒါမျိုးဒီဒီမျိုးသကဝိုင်းနေတောက်ချောက်ပြောတယ်စစ်တပ်ကအားနှက်ချက်တွေပေါ့နော်စစ်တပ်ကမတရားတဲ့လုပ်ရတယ်ဒါတွေရောတစ်ဖက်ကပြောနေတာတွေအရှင်းညွှန်စစ်တပ်ကိုကြီးပြောနေတာဆိုလဲဆိုပေမဲ့ တစ်ဖက်ကဒီစစ်တပ်အခုဆိုကျွန်တော်တို့အကုန်လုံးကလက်နက်တွေကင်ပြီးတော့တပ်ပုံစံတက်တီဆောင်နေတဲ့အချိန်မှာဒီလိုမျိုးစစ်တပ်စစ်တပ်လိုမျိုးဒီလောက်ပြောမဲ့ဆိုနှစ်ပေါင်း90လောက်နိုင်ငံဘန်နာတွေအရင်မြတ်တွေကိုတုံးပြီးတီဆောက်လာတဲ့အဖွဲ့အစည်းလက်နက်တွေအရန်အားကောင်းတယ်ဒါပေမဲ့ဒီကာလမှာတော်တော်ကိုထိနာပါတယ်ဒါဘာကြောင့်ထိနာလဲအဓိကပြည်သူနဲ့ဆန့်ကျင်ဘက်ဖြစ်လို့ဟုတ်တယ်အဲ့တော့ဒါကကျွန်တော်တို့ပြောနေတာကစစ်တပ်ကိုပြောနေတာဆိုပေမဲ့တစ်ဖက်ကလူတွေကိုအမားတယုတ်ပြအမားသင်ခန်းစာစစ်တပ်ကပြောမဲ့ဆိုတစ်ဖက်ကဒေါ်လာရင်းအဖွဲ့အစည်းအတွက်ဒါအမားတယုတ်ပြကြီးပဲ ဟိုအဲ့တော့အော်တီကောင်းလေးဒါမျိုးပြည်သူနဲ့တွေ့ဖယ်ပြည်သူနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့အတွက်ဘလောက်ပဲအားကောင်းကောင်းပြည်သူနဲ့ဆန့်ကျင်ဘက်ဖြစ်လာရင်ကြာရှုံးနိုင်မှာ အဲအဲ့လိုပဲကိုယ်လဲကျွန်တော်တို့ပြောနေတာဒေါ်လာရေးဖွဲ့တွေအကုန်လုံးဖြစ်နေတယ်လို့ပြောတာမဟုတ်ဘူးတချို့တွေဖြစ်စဖြစ်နေတယ်စဖြစ်လာပြီဒေါ်လာရေးကြာလာလက်နှက်ကင်လာတဲ့အချိန်မှာဒါကျွန်တော်တို့ရဲ့လူရဲ့သဘောတဘာဝလူစိတ်ဒါကျွန်တော်တို့လူမျိုးမှလည်းမဟုတ်လူမျိုးတိုင်းမှအိုက်ဟာရှိတယ်လက်နှက်ကင်လာလို့ရှင်အဒီအာလက်ထဲမှာအာနာလို့လှုပ်ပိုင်ခွင့်လို့ရှိလာရင်လူစိတ်ဆိုတာဖောက်ပြန်တတ်တယ်အဲ့ဒါကိုတတိနဲ့စင်ကျင်မှရတာပေါ့နော်အခုအဲဘာလို့စစ်တပ်ကခုနကအကိုရှိမှလည်းပြောသွားတယ်ဒီ6800ဆိုင်အတုံးချပြီဒါအရင်တည်းက နည်းနည်းဆိုရင်တော့မဟုတ်တဲ့ဟာတော့အဟုတ်သူတို့ကသလိုလှုပ်ပြီးတော့တော့မှဒီဘက်ကိုလွှဲချတာဟာရေကိုဘက်ကတကယ်အဲ့လိုပြည့်လိုင်းမော်တင်တဲ့ချိန်မှာသူတို့ကအများကြီးဝိုင်းပြီးလော်တာအခုဆိုလိုင်းမော်တွေမှာရမ်းမြင်နေရတယ်နည်းနည်းချင်းနည်းများလော်ပြီးတော့တွေးခွဲတာဘာလို့ပြည်သူတွေဒါမထောက်ခံရင်လစ်ပြီဆိုတာသူကသိပြီးသားအဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့တော်လိုင်းရေးဖွဲ့တဲ့အရန်တတိထားရမယ်ပြည်သူနဲ့နောက်တစ်ခုကဗျာစစ်တပ်က မိသူတွေကစစ်တပ်ကဒီနေချောင်းတိုက်ခိုက်မှုတွေရောရဲရဲစက်စက်ရွာမေးရှိုးတာရောစစ်တပ်ကနှောက်ဆုံးပြပေါ်တာဆွဲတဲ့ကိစ္စတွေလမ်းခီးမှာဒီဂိတ်တွေတားတားပြီးပူဇော်တိုင်းကိစ္စတွေအများကြီးပဲဗျာအဲ့လိုမျိုးဝင်တော့ဝင်ဖို့ဖြစ်တဲ့ချိန်မှာကျွန်တော်တို့တစ်ဖက်ကတော့စစ်တပ်အတွက်စစ်တပ်ကလုံးတော့ဝင်တော့ဝင်ဖို့ဖြစ်နေဟာနဲ့ပဲတော်တော့ပြီကျွန်တော်တို့အတက်နိုင်ဆုံးကျွန်တော်တို့သူတို့ဝင်တော့အခုတောင်မှဘာပဲပြောပြောဟိုဒီတော်လိုင်းတက်ဖို့လေအလင်းနဲ့တာအတွင်းမှာပြည်သူကကြွေးထားတာဒါလည်းသူတို့ဒါပဲသူတို့ကဝင်တော့လို့မမြင်သူတို့ဒါကူညီတယ်သူတို့ ဒါစစ်တပ်ကိုဟိုဟာဖြစ်လို့ဗျာဒါပေမဲ့ပါဝင်ရတာပေါ့ပါဝင်ပေးတာအဲ့တော့ကျွန်တော်သူတို့အတက်နိုင်ဆုံးဝန်ဆုံးပုံမဖြစ်အောင်ကျွန်တော်တို့ကပြန်ပြီးတော့ငဲရမယ်နောက်တစ်ခါခုနဗျာသူတို့ဟိုပြည်သူမထိခိုက်အောင်တက်နိုင်ဆုံးကျွန်တော်တို့စစ်စစ်တကမိထွေးလိုလုပ်နေမှာကျွန်တော်တို့ကတကယ်လို့မိဘအရင်အားတရားစီရင်ရလို့အဲ့လိုမျိုးပုံသားတရားစီရင်ရလို့ပုံစံမျိုးကျွန်တော်တို့ကကြင့်ချမ်းပါကူအဲကျွန်တော်တို့တော်လှန်ရပို့ပြီးတော့ဟိုရေရှည်မှန် အဆင်ပြေမှာပေါ့နော်ပို့ပြီးတော့နောက်ပေါ်ပြည်သူထောက်ခံမှုရနေမှာပဲရက်ဒီဘာလို့ကျွန်တော်တို့ဒီတိုင်းဒါလက်နက်ကိုင်းနေသလိုရှိရင်ဒါနှစ်ပေါင်းများစွာလောက်လာတဲ့စစ်တပ်ကတိုက်တာပဲဒါပေမဲ့တိုင်းဒါလက်နက်ကိုင်းနေပြောက်မှာဘာလို့ပြောက်မှာသူ့ရဲ့တိုင်းဒါလက်နက်ကိုင်းနေရက်ဒီနေနေတော့သူ့တိုင်းဒါနေသူ့ထောက်ခံမှုရှိနေလို့ဟုတ်တယ်အချင်းအဲ့တော့ကျင်းနေတယ်ကျွန်တော်တို့ကျွန်တော်တို့တော်လိုင်းရရတယ်ပြည်သူထောက်ခံနေတယ်ကျွန်တော်တော်လိုင်းဘယ်တော့မှမရှုံးဘယ်တော့မှလည်းပြောက်ပြတ်မသွားအောင်အဲကျွန်တော်တို့အချင်းကာလအတခုခုနကတော့ ဒီနိုင်ငံရဲ့ကမ္ဘာနိုင်ငံရဲ့ပထဝီနိုင်ငံရဲ့အပြောင်းအလဲတစ်ခု ရှိဒါဟိုဟိုဖြစ်တဲ့ချိန်မှာအများကြီး ကျွန်တော်မှမျှော်လင့်ချက်တွေရှိလာနိုင်တယ်ကျွန်တော်တို့ဒီမှာအဲ့လိုအဓိကတော့ကျွန်တော်တို့ပြည်သူကိုဒုက္ခမပေးဖို့ပြည်သူပြည်သူနဲ့ပတ်သက်လာရင်တော်တော်ကိုခေရှုဆိုင်ဖို့ပေါ့နော်ဒါဟိုတနေ့ကဒီ KNDF ကစေဦးစီးချုပ်ထင်တယ်သူတို့ဒီပြောသွားတဲ့ထက်မှလည်းပါတယ်ပြည်သူကတာဝန်ကြီးတယ်ဆိုတဲ့ဟာကိုအဲ့နေ့ကသူအဲ့အဲ့ဘွယ်မှာသူပြောသွားတာကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အတတ်နိုင်ဆုံးဝန်ထုံးဘုံမဖြစ်အောင်ခုနလိုမျိုးလိုင်းမမှာကိုတက်လာတယ်ပြဿနာလေးပေါ့နော်ပြီးမှားရင်းပြီးတော့ဖြစ်တဲ့ကိစ္စလေးပြည်သူနဲ့ဆက်ဆံတဲ့အချိန်မှာဟိုအဲ့လိုမောက်မာတဲ့ကိစ္စမျိုးဒါမျိုးတွေကိုဆင်ကျင်နိုင်ရင်တော့ တော်တော်လေးအဆင်ပြေနောက်တစ်ခုပေါ့နော်ဒီနာမည်ကကျွန်တော်ဟိုတော်လိုင်းဒါအဖွဲ့ဆိုကျွန်တော်ခြုံပြီးပြောတာနာမည်ပေးတာကပိတုကာကိုတက်ဖွဲ့ဆိုပြီးနာမည်ပေးတာပေါ့နော်ဒီပိတုကာကိုတက်ဖွဲ့လို့ကျွန်တော်ကနာမည်ပေးပြီးတော့ပိတုကိုကာဝယ်ပါတယ်ဒါပေမဲ့ဒီအချို့အချို့သောအဖွဲ့ငယ်လေးတွေအချို့အချို့သောနေရာတွေသားရင်မှာဆိုလို့ရှိရင်ဟိုအခုမှစာရေးဆရာကျောက်ကိုဟိုပြတ်တမ်းမိကြအောင်အခုမှတောင်းမှနားရပြီးရင်တို့တရားဟိုပါပေါ့တရားစီရင်ခံမယ်လို့ပေါ့ဒီလိုခါရဆိုလို့ရှိရင်ဒါ ဟိုဝင်ခံတယ်ပေါ့နော်ဒီလိုမျိုးဝင်မခံမဲနဲ့လွတ်ထွက်နေတဲ့ခါကြီးကလည်းရှိသေးရဲ့ရှိမှာပဲနောက်ပြီးရင်အခုယောက်ျားကိုထိတုံးနဲ့ထိထားတယ်မိန်းမကိုအတင်းအဓမ္မပြုကျင်တယ်ဒါဆိုရင်ဒါပါလာပါအဖွဲ့ဝင်တို့ဒါအဲ့လိုသတင်းကြားရရပေါ့နော်အဲ့လိုမျိုးဖြစ်စင်နေတာများလာမယ်ဆိုလို့ရှိရင်ပြည်သူ့အချင်းမျိုးယွန်တော့ဟိုဟာပေါ့မုံသွားရင်ဗျာတူတူပါပဲကွာဆိုတော့အနေင်းဖြစ်သွားနိုင်တယ်အဲ့လိုမဖြစ်ဘူးအရေးကြီးတယ်အဲ့လိုချင်းတော့ဒါဒီဖြစ်ဖြစ်နေဒီအဖွဲ့တွေကဘာထူးတော့မှာတော့ကျင့်ဝတ်မရှိဘူးတိတ်ခါမရှိဘူးတာဝန်တွေကိုဟိုမယူဘူးဆိုလို့ရှိရင်တကယ်တော့ဟိုကနဲ့မထူးလက်နက်သားကင်သားတာ ဟိုဓမြတွေတခိုးတွေအဲ့လိုမျိုးတို့ပြည်သူကတတ်မှတ်မှာနော်ပြည်သူကတတ်မှတ်သွားလို့ရှိရင်ဒါတော်လိုင်းရင်းအတွက်အနောက်ရှက်အတားစီဖြစ်နိုင်ရလို့ဒါကျွန်တော်အနေနဲ့ဟိုမြင်နေပါတော့နောက်တစ်ခုပေါ့နော်ခုနကဟာနဲ့တစ်ဆက်ထဲမှာပဲဒီအခုလက်ရှိစစ်တပ်ပဲခေါ်ခေါ်စစ်ကောင်စီပဲခေါ်ခေါ်စကားမလို့ပဲခေါ်ခေါ်ပေါ့နော်ဒီတခြားနေရာတွေမှာပြန်ပြီးတော့ထိုးစစ်ဆင်နေတာကိုတွေ့ရတယ်ဒီထိုးစစ်ဆင်နေတဲ့နောက်ကွယ်မှာလည်းဒါတရုတ်ကနေပြီးတော့အားပေးကူညီရတယ်ဖိအားပေးတာတွေရှိတယ်ပေါ့နော်အဲ့တော့ဒီတရုတ်ကဖိအားပေးမှုတွေအားပေးကူညီမှုတွေကရောဘယ်လိုရှိမလဲအဲ့ဒါလေးတစ်ချက်ပြောပြပေးပါဦး အဓိကဒီရှမ်းမြောက်ရှမ်းမြောက်ကအဓိကစဒါပေမဲ့ရှမ်းမြောက်စစ်စင်ကြီးကစတဲ့ရတော့ဒါသူ့ရဲ့လက်ကွက်ပဲပေါ့နော်အဲသူဒီစစ်ကောင်စီကိုသူကစားဖို့ဒါသူလုပ်တယ်ဆိုတာဒါလူတိုင်းလည်းသိပါတယ်အဲ့တော့လက်ရှိဟိုတစ်ဖက်ကတော်လိုင်းအရှိန်ရလာတဲ့အချိန်မှာသူလိုချင်တဲ့ target point ကိုရောက်တဲ့အချိန်မှာလည်းသူပဲဒါစစ်တပ်ကိုပြန်ပြီးတော့အဲသူကတကယ်တရုတ်ကတရုတ်ကပြရှင်းရှင်းပြောရင်ဟိုမြန်မာစစ်တပ်လိုကောင်နေနဲ့ လောကအလုံးလောကလားရှင်တော်ရေသူပို့ပြီးနိုင်ငံဟိုအဲကျွန်တော်တို့တဝဲစကားဘယ်စကားပြောနိုင်ငံနေလို့ရအနိုင်ကျင့်လို့ရလှုပ်ရှင်တယ်လှုပ်လို့ရကြာကျွန်တော်ကြံတဲ့ပြည်သူအစိုးရလက်ထက်ဆိုသူလှုပ်ရှင်တယ်လှုပ်လို့မရဘူးပြည်သူတွေဘာလို့ပြည်သူတွေကိုလှုပ်ပြည်သူဒီဒီစစ်တပ်မှာကျွန်တော်ကျွန်တော်စစ်တပ်ကသူ တစ်ဖက်မှာလည်းသူ့ရဲ့အားနည်းချက်ခုလိုမျိုးအားနည်းတဲ့အချိန်မှာသူကကင်လို့ရအောင်ဒီဟာတွေသူပဲအကုန်လုံးလုပ်လိုက်တာပေါ့နော်အဲ့တော့အခုတော်လိုင်းကြီးရရှင်းတော့ရင်အခုလက်ရှိတော်လိုင်းကြီးမှာအဓိကသူ့ကြောင့်ပဲကျွန်တော်တို့တော်လိုင်းကြီးကတဆစ်ချိုးပြောင်းသွားတယ်လို့ပြောရမှာပေါ့နော်အဲတဆစ်ချိုးပြောင်းမှာလည်းကျွန်တော်တို့အဲအဲ့တော့ဒီနောက်ပြီးတော့ဒီစစ်တပ်ကစစ်တပ်ကိုသူကဘာတွေကိုသူပတ်စံဒေါ်လာစအကုန်အများကြီးကုန်ကြီးခဲ့တယ်အဲ့ရစတယ်ပြီးလို့ရှင်လင်းရင်တွေကုန်ကြီးတယ်ပြီးလို့ရှင် ဒရုန်းတွေကုန်ကြီးတယ်ဒရုန်းကိုရိုးရိုးရမ်းကုန်ကြီးမှာပညာရှင်တွေပါလှုပ်ပြီးတော့ကုန်ကြီးတယ်နောက်ဆုံးခုလက်ရှိသူ့ရဲ့စစ်တပ်တွေစစ်တပ်ကဒီဒီဌာနချုပ်တွေစခန်းတွေကိုကာကွယ်ဖို့ဒီအန်တီဒရုန်းကတ်တရားအစဒီတရုတ်ပညာရှင်တွေနဲ့နောက်ဆုံးအချိန်တွေဒီခုချိန်တွေကိုじゃကျွန်တော်တို့ခုလိုပြောတဲ့အချိန်တွေကိုဒါတက်တဲ့မှာတရုတ်ပညာရှင်တွေရှိနေတယ်ဒီဒရုန်းကတ်တွေတော့လိုက်လုံနေတာရှိတယ်ဒရုန်းနဲ့ပတ်သက်တာတွေလိုက်လုံပေးနေတာပေါ့နော်အဲ့တော့နေရာပေါင်းဆောင်ကနေကုန်ကြီးတယ်နောက်တစ်ခုကနိုင်ငံရေးရာ အဲဒီစစ်ကော်မရှင်ရဲ့တရားဝင်မှုကိုလည်းတကဘာမှာရအောင်လို့သူကသူကပဲကုညီပေးနေတာအဲဟိုပွဲတွေဖိတ်လိုက်ဒီပွဲတွေဖိတ်လိုက်ဒါကျွန်တော်တို့ဒီစကပိုင်းမတန်ငယ်မှာတင်ဒါအဲဒီဟိုစစ်တပ်ရဲ့ဒီဒီရေချုပ်ပေါ့နော်ရေချုပ်သွားတယ် ဒီတရုတ်ကိုသွားနေတယ်ဒါကျွန်တော်တို့ဇကပိုင်းလုံးနေချိန်မှာသူပြန်မလာသေးဘူးပေါ့နော်ဒါသွားတယ်အဲ့လိုပဲနောက်တစ်ခါဒါစစ်တပ်ကိုကူညီတဲ့မှာတော့နောက်ဒါပေမဲ့အခုလက်ရှိတရုတ်တစ်ခုလဲတော့တရုတ်တကောင်လဲတော့မဟုတ်ဘူးစစ်တပ်ကိုကူညီတာကျွန်တော်အိမ်သေးချင်းနေအကုန်လုံးနေပါစစ်တပ်ကိုကူညီအခုကျွန်တော်တို့ဒီတောင်ပိုင်းကတိုက်ပွဲတွေမှာဆိုလို့ရှိရင်လဲထိုင်းစနစ်တွေမကင်းဘူးကျွန်တော်တောင်ပိုင်းမှာကျွန်တော်ပြန်ပေးတဲ့အချိန်တွေမှာဟို ပုံမှန်တိတ်အတန်တရုတ်လိုမျိုးအတန်ကြီးမထွက်တာပဲရှိတယ်။ဒါမှမကင်းဆိုတာကျွန်တော်တို့သိတာရယ်ပေါ့နော်။အဲ့လိုပဲကျွန်တော်တို့အနောက်ဘက်ကအိန္ဒိယဘက်မှာလည်းဒီတိုင်းပဲ။အိန္ဒိယကအိန္ဒိယဆိုလို့ရှိရင်ဒီကျွန်တော်တို့ဒီတရုတ်ကတစ်ဖက်ကဒါမျိုးကုန်ရင်အိန္ဒိယလည်းထောက်ချောက်အဲ့လိုဘာလို့သူကသူတို့နှစ်ယောက်ပြိုင်နေတယ်။အဲသူကပထဝီနိုင်ငံရေးဗျာသူတို့ကသူတို့တရုတ်တရုတ်နဲ့အိန္ဒိယနဲ့ရတာဟိုတခါသူတို့အစည်းအဝေးတွေသူတို့တွေ့ကြတယ်ဟိုတခါ280ပြည့်မှာသူတို့တွေ့တယ်ဆိုပေမဲ့ဒါပေမဲ့သူတို့မာမိတ်ဖွဲ့မှုကရှင်းပြောရင် တောင်းတော့ဒါနဲ့ထောက်ထားတဲ့ဟာမျိုးအမြဲတောက်ကနေထောက်ထားတာပေါ့။နောက်ကျတော့ဒါနဲ့ထုံးမယ်။အဲ့တော့ဒီမြန်မာပြည်ကိုလည်းတို့ကဒါပြိုင်နေတာပေါ့နော်။ဟိုမြန်မာပြည်အခြေအနေမှာလည်းတို့ကတရုတ်ကကိုငါလည်းပြောမယ်ဆိုမြန်မာစစ်တပ်ကတရုတ်ဘက်ကြီးပဲလုံးလုံးရောက်သွားမှာမလို့လားအိန္ဒိယလည်းအဲ့တော့အိန္ဒိယလည်းအသက်ကောင်းဝင်ကူတယ်။အဲ့တော့ကျွန်တော်တို့တော်လိုင်းရေးအခြေအနေကဒီလိုမျိုးအိန္ဒိယနိုင်ငံတွေဒီကမ္ဘာအင်အားနိုင်ငံတွေရဲ့ဒီဝင်ရောက်ချယ်လှယ်မှုကြောင့်ပဲကျွန်တော်တို့တော်လိုင်းရေးကအခုလိုအခြေအနေကိုဖြစ်နေတာပေါ့နော်။အာကျွန်တော်အနေနဲ့ကျတော့ဒီ စစ်တပ်ကပြန်ပြီးရောထိုးစစ်ဆင်နိုင်တဲ့အချို့နေရာတွေသူပြန်ရခဲ့တယ်ပေါ့နော်ဒီလိုပြန်ရခဲ့ရတဲ့နောက်ကမှသူတို့ရဲ့ဟိုဘောဒီစစ်သားစုဆောင်နိုင်မှုကလည်းအရန်အရေးပါတယ်ဒါပါဒါပါဒီအခုကျမဆိုရင်ဒါ16 16အဲ့လောက်အလောက်ထိကိုသူတို့ပြည်သူစစ်မှုထမ်းကိုဖွင့်နိုင်ပြီအဲ့တော့သူတို့လူအင်အားအများကြီးရခဲ့တယ်တချို့နေရာတွေမှာဆိုလို့ရှိရင်လက်နက်ကကြတော့သူတို့ကငွေတွေကစိုက်ယုံတွေရှိတယ်နောက်ပြီးတော့ခုနပြောတဲ့တရုတ်က drone တွေနိုင်ငံတကာဟိုတချို့နိုင်ငံတွေသူကူညီရာတွေရှိတယ်ပေါ့နော်အဲ့ဒါတွေနဲ့ပေါင်းဆက်ပြီးတော့နေရာတွေကိုသူတို့ပြန်ပြီးတော့ဟိုပြန်သိမ်းနိုင်ခဲ့ကြတာကျွန်တော်တို့ မြင်မြင်နဲ့မြင်ရတယ်နောက်ပြီးတော့တစ်ဖက်မှာလည်းအဲ့လိုရဲ့နောက်ဆက်တွဲကြောင်းဟိုလူငယ်တွေထွက်ပြေးလာတယ်ဗျာဟိုသူတို့စစ်မှုထမ်းရမှာဆိုလို့စစ်မှုထမ်းရမယ်ဆိုတဲ့အချိန်မှာဒီတမ်းပီအေဂျင့်နဲ့အချိန်မှာမဟုတ်ဘဲနဲ့သူတို့ရေပေါ့နော်ဒီရှေ့တန်းကိုပို့ခံရမယ်ဟိုစစ်ကောင်စီရဲ့ပေါ်တာဆွဲမခံနိုင်ရအတွက်ထွက်ပြေးလာရတယ်အများကြီးကျုပ်ဟိုတွေ့ရတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဗောတော့ဒီတော်လိုင်းရေးတက်ဖွဲ့တွေရဗောဒီလိုမျိုးခါတွေကိုဘယ်လိုမျိုးပြုမြင်ပြင်ဆင်စက်တယ်လဲဆိုတာကိုပြောပြပေးပါဦးအဓိကကတော့ ဟိုတော်လိုင်းတက်ဖွဲ့တွေနေရကျွန်တော်တို့ရှေ့မှာပြောသွားခဲ့သလိုပြည်တော်လိုင်းတက်ဖွဲ့တွေရဲ့အဓိကမန်တိုင်ကနောက်ခွဲရဆပိုးကပြည်သူဖြစ်တယ်ပြည်သူညုံညင်လို့မရအောင်ပြည်သူညုံညင်မဲ့ကိစ္စတွေလုပ်လို့မရဘူးပြည်သူနဲ့အမြဲတမ်းကျွန်တော်တို့ကတော်လိုင်းအဖွဲ့တွေရတာကျွန်တော်တို့ကပြောမယ်ဆိုပြဒီဒီနေနေနေမှာစစ်တပ်ထောက်ခံလူပြူစောထီးဆိုတဲ့ဟာမျိုးပေါ့တော့စစ်တပ်ထောက်ခံတဲ့ရွာတွေလို့တို့တို့သတ်မှတ်တယ်ရှိရပေါ့နော်ဒါပေမဲ့ကိုတော်လိုင်းဘက်ကအဖွဲ့တွေလောက်တာခိုင်းတာမှန်လို့ရှင်ဒီ ဲ့လိုထောက်ခံတဲ့လူတွေကအစဒေါ်လာရင်းဖွဲ့တွေယုံကြည်ကိုးစားလာတဲ့အနေအထိဖြစ်လာနိုင်တယ်။အဲ့လိုဖြစ်အောင်လည်းတကယ်တော့ကျွန်တော်တို့ကလောက်ကမှာ။ဘာလို့ဆိုတော့ကိုရီးယားအဒီပြည်သူကိုကာကွယ်မယ်ဆိုတဲ့ခေါင်းစဉ်နဲ့ဖွဲ့ထားတာဖြစ်တဲ့အတွက်ပြည်သူဆိုရင်အကုန်လုံးအရသာပြည်သူမှန်တယ်။အကုန်လုံးပြည်သူပဲဖြစ်ရမယ်။အပီသူကဟိုကောင်းထောက်ခံမခွဲကြရဘူးအဲ့လိုအဟဆိုရင်ကျင်းနေတယ်ကျွန်တော်တို့ဒေါ်လာရပို့ပြီးတော့ ဟိုစီယုံရေးရပို့ပြီးအဆင်ပြေမယ်ရှေ့ရောက်မယ်ပေါ့နော်ဟိုအဲ့လိုမျိုးပို့ပြီးနိုင်ငံတကာအမြင်မောင်းဖြစ်မယ်နောက်ပြီးတော့လက်ရှိခုနကကျွန်တော်ရှေ့မှာပြောသူကမ္ဘာလက်ရှိအဲပရဝင်နိုင်ငံရေးကမ္ဘာနိုင်ငံရေးအခင်းအကျင်းတွေအရအဲဒီစစ်တပ်ကိုပဲအများစုကနောက်ဆုံးကျွန်တော်တို့ကိုထောက်ခံပါတယ်ဆိုတော့အနောက်နိုင်ငံတွေမှာတော့မှကျိန်းတည်တယ်ခင်ဗျာသူတို့မြင်တာဘယ်လိုလဲဆိုတော့ဒီဒီစစ်တပ် institution ပြုတ်ခွဲသွားရင်မြန်မာပြည်မှာထိမ့်မက်လို့မရှိတော့ဘူးဆိုတော့အမြင်မျိုးရှိနေဟုတ်တယ်အဲ့အမြင်မျိုးရှိရတော့ကျွန်တော်တို့တော်လိုင်းဘက်ကိုပြက်ပြက်သားသားဆိုတော့မထောက်ခံဘူး ဟိုနောက်ဆုံးပြခုနောက်ဆုံးနောက်ဆုံးအခြေအနေရဆိုရင်ကျွန်တော်တို့တော်လိုင်းကိုထောက်ခံပါလေဆိုတော့ချက်ပြည်သူသမ္မတနိုင်ငံအစားစစ်တပ်ကိုလင်းရင်ရောင်းလာတယ်။ဒါတီတော်လိုင်းကလာတဲ့မှာပဲရောင်းလာနော်။အဲဒါဒါမျိုးရှိတယ်ပြီးလို့ရှိရင်နောက်ဆုံးဒါနောက်ဆုံးနယ်သာလန်တို့ပါလို့ကုမ္ပဏီထုတ်တဲ့ဒီလင်းတွေပါရောက်လာတယ်အဲ့လိုပဲအနောက်နိုင်ငံထုတ်လင်းတွေနဲ့ပတ်သက်တဲ့အဲ့ဒါမျိုးပေါ့နော်ဒီဒါကျွန်တော်တို့သိတဲ့ဟာမသိတာရအများကြီးရှိနေ ਉ မှာကျွန်တော်ပြောချင်တာအဲ့တော့သူတို့တွေကလည်းဒါပြအဲ့တော့ ကျွန်တော်တို့ကဒီနိုင်ငံတကာရဲ့အမြင်ဒါမျိုးတခြားနိုင်ငံတွေကဒါမျိုးပေါ့နော်သူတို့စစ်တပ်ကစစ်တပ်မရှိရင်မြန်မာနိုင်ငံအဆင်မပြေဘူးဆိုတဲ့ဟာကိုအမြင်အဲ့လိုတူခွဲသွားမယ်သူမစစ်မပြေဘူးပိုးကြီးပြဲလင်းဖြစ်သွားမယ်ပေါ့နော်အဲ့လိုမျိုးအမြင်ပြအဲ့အမြင်ကိုကြောင်းနိုင်ဖို့ကကျွန်တော်တို့တော်လိုင်းအဖွဲ့တွေကဒီတဲ့ပို့ပြီးတော့စူးစီးခိုင်မှာဖို့လိုတယ်ပြီးတော့ institution ဖြစ်ဖို့လိုတယ်အဲဘာလို့ဟိုကျွန်တော်တို့ကဒီ institution ခိုင်မာတဲ့ institution တစ်ခုကို အစားထိုးဖို့ကျွန်တော်တို့ကိုယ်တိုင်ခိုင်မာတဲ့ institution တခုတည်ဆောက်နိုင်မှာရမှာဥပမာလော်လိုင်းတပ်ဖွဲ့လက်နက်ကင်တဲ့တရလက်နက်ကင်ပြီးစစ်တပ်ညီလာဖြစ်တဲ့စစ်တပ်နဲ့တူအောင်တော့လောက်ရမှာဟုတ်တယ်စစ်တပ် institution နဲ့တူအောင်ကိုတည်တည်ချာချာလောက်ကမယ်အပေါ်ကနိုင်ငံရေးအဖွဲ့ဆိုနိုင်ငံရေးအခြေတည်ချောင်းတဲ့အခြေအနေကိုတော့မဟုတ်ဘူးမဟုတ်ဘူးစစ်သားတယောက်ပြီးပြီးစစ်သားအဲ့လိုစစ်စစ်စစ်သားကိုစစ်သားဟိုစစ်တိုက်ပြီးဆိုတဲ့စစ်သားလက်နက်ကင်ပြီးဆိုတဲ့စစ်သားနဲ့တူမှာကိုဖြစ်မှာဟိုကျွန်တော်တို့ကစစ်တပ်မှာကကျွန်တော်တို့ကမကောင်းတဲ့ဟာတွေကိုမယူနဲ့ဒါပေမဲ့ကောင်းတာရအများကြီးယူပါမယ် ကောင်းတာတွေကြတော့လည်းကျွန်တော်တို့ယူသိမ်းတာယူရမယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့ကျွန်တော်တို့ကနောက်ပြီးတော့လက်ရှိအချိန်မှာကစစ်တပ်ကအားပြန်ကောင်းတယ်ဆိုပေမဲ့လည်းဟိုလုံလုံရှင်းပြောရင်ဗျာကျွန်တော်တို့ဒေါ်လာရေးဖွဲ့တယ်ဆိုတာတုံညာစခဲ့တာ လူမင်းနဲ့စခဲ့တာဟုတ်လားမလားဒီလိုအချိန်တွေရဆာတယ်ပဲအခုချိန်ဒီအဲ့လိုအစအချိန်တွေပြန်မရောက်သေးဘူးအခုချိန်ဒီအများကြီးသူတို့ပြန်သိမ်းနိုင်ဆိုပေမဲ့အထိုက်အများကြီးပြန်သိမ်းနိုင်တာမဟုတ်ဘူးအနည်းငယ်လေးပဲပြန်သိမ်းနိုင်တယ်ပြန်ပြီးတော့အားသာသေးရဗျာအဲ့တော့ကျွန်တော်တို့ကခုနလိုဆိုတေချာကိုတက်တီကိုဟွာတွေကိုတေချာတီဆောက်မယ်အဲစီပြည်သူလူထုနဲ့စီယုံဝင်းတွေတေချာတီဆောက်မယ်ခိုင်မာတဲ့ institution ဖြစ်အောင်ကျွန်တော်တို့စီဒီတဲ့ပို့ပြီးတော့ဟို coordinate ဖြစ်အောင်အကုန်လုံးကစီစီလုံးလုံးဖြစ်အောင်လုပ်ရမယ်အဲ့ဒါဆိုလို့ရှိရင်ကျိန်းနေတယ်နောက်ပြီးတော့နောက်ပြီးတော့ကမ္ဘာနိုင်ငံရဲ့အခန့်ချင်းပြည်ဝင်နိုင်ငံရေးတွေဆိုတော့လေ ဒီတခြားကျွန်တော်တို့အိမ်နေချင်းနိုင်ငံအကုန်လုံးပေါ့နော်ဒါတွေကအမြဲတမ်းဒီပုံစံနဲ့နေမယ်လို့ကျွန်တော်တို့ကပြောလို့မရဟုတ်တယ်မလားဘာလို့ဒီကျွန်တော်တို့အိမ်နေချင်းတရုတ်ပြည်မှာကြီးတရုတ်ပြည်ကကွန်မြူနစ်လက်ရှိ CCP လို့ခေါ်တဲ့ကွန်မြူနစ်ပါတီကအကယ်၍ဒုတိယကမ္ဘာစစ်ဖြစ်လာခိုင်းရင်ကယုတ်တရုတ်ပြည်ကဟန်ကယ်ရှိတ်ကိုနိုင်မယ်လို့ထင်နိုင်မြင်မှနိုင်မှာနော်ဘာလို့ဆိုဒုတိယကမ္ဘာစစ်မှာဖြစ်ခင်မှာတရုတ်ကွန်မြူနစ်တပ်တွေကဒီမြောက်ဘက်အစွန်ဖျားကိုထွက်ပြေးနေရပြီဒါတို့ကခီးရှင်ထိုးပေါက်ကြီးပါရဆိုတာဒါကစကားလောင်အောင်တုံးတာထွက်ပြေးရတာနောက်ကချန်ခေရှိတ်ကတက်တယ်လိုက်တိုက်လို့ ဒီ ROC ရတဲ့ ROC တက်တွေလိုက်တိုက်လို့ထွက်ပြေးနေရခြင်းဒါပေမဲ့ဒုတိယကမ္ဘာစစ်ဖြစ်တဲ့အချိန်မှာတို့ရဲ့နိုင်ငံရေးချိန်ငွေကြပြောင်းသွားတယ်အဲအဲ့လိုပဲဒီဘီဂျန်နန်စစ်ပွဲမှာဘီဂျန်နန်အမေရိကန်နိုင်ငံတို့ကျွန်တော်တို့အလွယ်လေးပြောတယ်ဒါပေမဲ့မဟုတ်တို့ရဲ့ခံချက်တို့ဂျုံကြီးချက်နဲ့တို့ရဲ့စွန့်နှုတ်မှုတွေရတယ်လက်ခံတယ်နောက်တစ်ခုကကမ္ဘာနိုင်ငံရေးအခင်းချင်းမှာလည်းအဲ့ချိန်အဲ့ခါမှာစေးကာလာဖြစ်တဲ့အတွက်ဒီတရုတ်နဲ့ရုရှားနဲ့တစ်ဖက်အမေရိကန်ဆိုဗီယက်နဲ့ အမေရိကန်တွေကတောက်တောက်လျှောက်ဖြစ်နေတာဖြစ်တဲ့အတွက်တစ်ဖက်မှာသူတို့ support ပေးအဲ့လိုမျိုးပေါ့ပြောချင်တာဒီကျွန်တော်တို့တော်လိုင်းဒေါ်လိုင်းတွေလိုက်ကြည့်လိုက်လို့ရှင်ဟိုဒီကပ္ပနိုင်ငံရေးအခင်းအချင်းတွေဗဟိုနိုင်ငံရေးအခြေအနေပေါ့မို့ဒီအဲ့တော့ကျွန်တော်တို့လက်ရှိနိုင်ငံကျွန်တော်တို့ရဲ့ကမ္ဘာလက်ရှိခုလက်ရှိအခြေအနေတော့ပိုဆိုးတယ်ဗျကမ္ဘာကြီးရဲ့အခြေအနေကရုပ်ချင်အများပြောင်းလဲနေရကမ္ဘာကြီးမှာလက်ရှိခေါင်းဆောင်လုပ်တဲ့ပုံကိုတွေရတယ်အများတန်းသူတို့စိတ်တွေဟာဟွာဖြစ်နေတဲ့မှာအဲ့တော့ပြောင်းလဲအဲ့တော့ policy တွေခဏခဏ change အခြေအနေတွေလည်း change နေအဲ့တော့ကျွန်တော်တို့ကခုချိန်မှာ ခုချိန်မှာကျွန်တော်တို့ကအရှုံးနေရမှာဟိုဟိုလည်းအားနဲ့အတားအီးဟွာဖြစ်တာမဟုတ်ကြမယ်ကျွန်တော်တို့တည်တည်ချာချာတိဆောက်ပြီးတော့လက်ရှိဟာတဲ့ပို့ပြီးမဆိုးရအောင်တိဆောက်ထားမယ်တိဆောက်ပြီးတော့ကဘာအဒီတော့ဒီကဘာနိုင်ငံရဲ့အပြောင်းလဲတွေမူဝါဒအပြောင်းလဲတွေပေါ့အပြောင်းလဲဖြစ်ပြီဆိုတော့ねကျွန်တော်တို့ကစောက်ကင်နိုင်ဖို့လိုတယ်။ဘာလို့ခုစီးရီးယားကိုကြည့်စီးရီးယားဒေါ်လာကြီးကပထမပိုင်းကကျတော့ဟုတ်တယ်။အာဆက်ကကျတော့ကိုအထိနာပါတယ်။နောက်ပိုင်းမှာအစိုးရစစ်တပ်ဒီအာဆက်ဘက်ကပြန်ပြီးအားပါသွားတာပဲဟုတ်တယ်မလားအားတာသွားတယ်ဒါပေမဲ့ ခုနောက်ဆုံးဒီနကမ္ဘာနိုင်ငံအခင်းကြီးတွေလုံးဝအပြောင်းလဲဖြစ်တဲ့အချိန်မှာဂျိန်းလည်းဟာအာဆက်ကထိုးကြပါပြုတ်ကြပါလားအဲ့မှာတခါလေးဝင်ပြီးတော့တပ်ပေါင်းစုတပ်ပေါင်းစုဆိုတဲ့ပုံစံမျိုးနဲ့ဖြစ်အဲ့တော့ကျွန်တော်တို့လက်ရှိကျွန်တော်တို့နိုင်ငံအဲ့တော့ကျွန်တော်တို့ကလည်းစိတ်သက်ကြဆရာမလို့ကျွန်တော်တို့ဖွဲ့တွေကကျွန်တော်တို့လုတ်တင်နေလုတ်တိုင်းတာကိုလုတ်ထားရမယ်စနစ်တကျတိဆောက်ထားအထက်ကတိဆောက်ထားရမယ်ဗျာပြင်ဆင်ထားရမယ်တိဆောက်ထားရမယ်နိုင်ကမ္ဘာနိုင်ငံရဲ့ခေတ်ဆိုအမြဲပြောင်းလဲနေတာ ပြောင်းလဲမှာပဲပြောင်းပြောင်းလဲပြောင်းမှုပြောင်းမှာပဲပေါ့နော်အမြဲတမ်းဒီတိုင်းပုံစံတော့မနေဘူးအဲ့ကာလမှာကျွန်တော်တို့တေချာတိဆောက်ပြီးတော့ အခွင့်ကောင်းရောက်လာရင်ပိုင်ပိုင်နေနေစုတ်ကန်နိုင်ဖို့ပဲလိုတယ်လို့ကျွန်တော်မြင်တယ်။နောက်ပြီးတော့ဒီနောက်ဆုံးကိုဒါအချင်းချုပ်ပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်။ဒီပြည်သူကအဓိကနေမှာပါတယ်။တော်လိုင်းရေးနောက်ဆင်းတက်ဖို့နဲ့တော်လိုင်းရေးပို့ပြီးတော့အားကောင်းဖို့ဘယ်နိုင်ငံကဘယ်လိုပဲဒီစစ်ကောင်စီကိုထောက်ပံ့နေပါစေပေါ့နော်။ကုညီနေပါစေ။ပြည်သူတွေဒါအများကြီးကကိုယ့်ဘက်ကစီယုံထားနိုင်မယ်။ပြည်သူတွေကကိုယ့်ဘက်မှာပါမယ်ဆိုလို့ရှိရင်ကျောတိတ်ဟိုဂူးဆက်ကြမလို့ဆက်သွားလို့ရဆက်သွားလို့ရဒါမှမဟုတ်ပဲねပြည်သူတွေပေါ်မတရားပြုကျင့်တာတွေ ဟိုဘယ်လိုပြောရမလဲခုနလိုပြစ်မှုတွေကျွလွန်တာဆိုရင်တော့ပြည်သူကကိုယ်ဖြစ်ဖြစ်နဲ့ဆုံးခွာသွားလိမ့်မယ်နော်နောက်ပြီးတော့ဒီဘယ်လိုပဲအခုခြေခွေပါလားဆိုဘာလို့ဆိုလို့ရှိရင်သူနောက်ဆုံးအဖမ်းခံရတဲ့အချိန်မှာသူပုံနေတဲ့နေရာကိုတရင်ပေးတာအတိပေးတာကပြည်သူပဲအဲ့ပြည်သူကတော်လိုင်းနဲ့ပတ်သက်ပြီးဘယ်မှမပါဘူးဒါပေမဲ့ तू ကဒီလေသမားပေါ့နော် तू မင်းတို့တိုက်ပွဲရဲ့ကြောင့်ငါရဲ့ဒီလေခွင်းတွေပြတ်တယ်စဘာတွေပြတ်စည်းရဲ့ဆိုရင် အတွေးဝင်သွားလို့ရှိရင် तू ကိုယ်တိုင် သတင်းသွားပေးဟိုဟောပေါ့သတင်းသွားပေးပြီးအဲ့လိုအဖမ်းခံတာပေါ့အဲ့တော့ချူကွာရကွာဘာမှမတတ်နိုင်ဘူးဟိုအဲ့လိုအဖမ်းခံလိုက်ကြအောင်နောက်ဆုံးဒါအဲ့လိုမျိုးဒါဥပမာနဲ့ရှင်ပြရင်နဲ့ဒါကျွန်တော်တို့ရဲ့ဒီပြည်သူပေါ်ဘယ်လိုမျိုးပြုကျင်းရမလဲပြည်သူတွေကိုတော်လိုင်းတက်ဖွဲ့ရင်းနဲ့ဘယ်လိုမျိုးဆက်ဆံရမလဲတော်လိုင်းနောက်ဆင်းတက်ဖို့အတွက်ဘာတွေကိုတိဆောက်အောင်လဲဆိုတော့ဒါဆွေးနွေးသွားဖြစ်ပါတယ်ခင်ဗျစစ်ပွဲမှာလည်းကျင့်ဝတ်ရှိတယ်